ားလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်သွေးသွားမယ့်သတင်းကတော့သမရထရမ့်ရဲ့အင်ဖြူတော်မှာ Elon Musk ရဲ့ America နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့ညှင်းခုံစကားများပေါက်ကွဲကြရာသမရထရမ့်ကဝင်ရောက်ထင်းထင်းလက်ရကြောင်းပဲဖြစ်ပါတယ်တဲ့င်းအပြေဆုံးကတော့ မတ်လ၈ရက်2025နေ့မှာအမေရိကန်မီဒီယာတွေကထုတ်ပြန်သွားတာကတော့အင်ဖြူတော်မှာလောင်ကျဲမြင့်မာတဲ့အစည်းအဝေးတစ်ခုဟာအီလွန်မတ်စ်နဲ့နိုင်ငံသားရေးဝန်ကြီးမာကိုရူပီယိုတို့ကြားပြိုင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့အစိုးရအဖွဲ့အတွင်းနက်ဆိုင်နဲ့ကွဲပြားမှုများကိုထုတ်ဖော်ပြသခဲ့ပါတယ်ညူးယောက်တိုင်းရဲ့အစီရင်ခံစာအရဆိုရင်အင်ဖြူတော်ရှိတင်းမာမှုများသည့်ရက်သက်ပတ် ညာကြအောင်တကြိတ်ကြိတ်ဖြစ်နေတော့လေသမရထရမ့်မှအီလွန်မတ်ကစ်နဲ့အစိုးရထိတ်တန့်အရာရှိကြီးများကြားတွေထွေးသော ဖလှယ်မှုတွင်သမရထရမ့်မှဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့တဲ့ cabinet room မှာ ပေါ်ကွဲသွားပါတော့တယ်ရူဘီယိုဒီတဲ့အီလွန်မတ်ကစ်ရဲ့ပြင်းထန်သောဇီးစကားရှော့ချရေးအစီအစဉ်များကြောင့်မကြေမနက်ဖြစ်က သူ့ဌာနကလူများကိုရှော့ချရန်ပြက်ခွက်ခဲ့သည်ဟုအီလွန်မတ်ကစ်ကဆွဆွဲတဲ့အခါပြင်းပြင်းထန်ထန်တွန်းလှန်ခဲ့ပါတယ် အီလွန်မတ်စ်ကနေပြီးတော့မင်းဘသူ့ကိုမှယာဒူးကထုတ်ပယ်လိုက်တာမရှိဘူးလို့ရူဘီယိုကိုလောင်ပြောင်ပြောလိုက်တဲ့အခါကျတော့ရူဘီယိုကအစိုးရဝန်ထမ်း1500ကျော်အလုတ်ကထုတ်ပယ်ပြီးတော့ပြန်ဝယ်လိုက်တဲ့အီလွန်မတ်စ်ကိုပြောလိုက်တာကတော့ဂရေကျွဲတထေးကြီးဟာဘာမှအထင်ကြီးစရာမရှိဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီကစပြီးအခြေတင်သူတို့နှစ်ယောက်စကားများရန်ဖြစ်နေတာကိုတနေအားကနေပြီးတော့လက်ပိုက်ပြီးစောင့်ကြည့်တဲ့စောင့်ကြည့်ပြီးနားထောင်နေသူကတော့မင်းသားကြီးထရမ့်ပဲဖြစ်ပါတယ်။ ပြီးတော့သူဝင်ပါလာရပါတော့တယ်။တမလထရန့်ကရူဘီကိုကကောင်းမွန်သောအလုပ်ကိုလုပ်ကင်နေခဲ့ပါတယ်လို့စတင်ပြောဆိုပြီးဝင်ရောက်ဆွတ်ဖက်ခဲ့ပါတယ်။ထရန့်မှာအီလွန်မော့ခ်ရဲ့ထိရောက်သော Crusade စစ်ပွဲကိုအနိုင်ယူခဲ့တော်လဲအခုအခါပုံမထိရောက်တဲ့ကျဉ်းကပ်မှုတစ်ခုကိုပြောင်းလဲလိုကြောင်းပြောပါတယ်။ထရန့်ကသူညွှန်ကြားခဲ့သည့်များကိုအားလုံးရှင်းရှင်းလင်းလင်းဖြစ်ရန်ပြက်ပြက်သားသားကြေညာခဲ့ပါတယ်။မော့ခ်ရဲ့ Doge အဖွဲ့ဟာအကြံပေးရုံများဖြင့်အစိုးရအဖွဲ့အတွင်းကဝန်ထမ်းများကိစ္စကိုတောင်းဝေယူသွားမှာဖြစ်ပြီးအဲ့ဒီလိုပြောဆိုခြင်းဟာ Elon Musk ရဲ့အာဏာလွှမ်းမိုးမှုအပေါ်ကန့်သတ်ရန်တမရ Trump ကစာနာရှိကြောင်းပထမဆုံးသိသာထင်ရှားသောလက္ခဏာဖြစ်ကြောင်း New York Times ကပြောပါတယ်။အစည်းအဝေးရဲ့တက်ရောက်မှုများကချက်ချင်းဆိုသလိုပဲ Elon Musk ရဲ့ပြင်းထန်သောလှုပ်ရှားမှုနှီးစနစ်များနဲ့ပတ်သက်၍မကြည်မနက်ဖြစ်နေတဲ့စစ်မှုထမ်းဟောင်းများအပါအဝင်အကြီးအကဲ မဲဆန္ဒနယ်များမှာအလုတ်ဖြုတ်ခံရမှုများနဲ့ပတ်သက်၍ထရန့်ရဲ့စိုးရိမ်ပိုပင်မှုများကိုနားထောင်နေကြောင်းလက္ခဏာပြခဲ့ပါတယ်။ဒါပေမဲ့လည်း Elon Musk ရဲ့အစီအစဉ်ဟာအားကောင်းစွာကြန့်ရှိနေပါသေးတယ်။ထရန့်ရဲ့မဲဆွယ်စည်းရုံးမှု social media ပေါ်ကံမို့နိုင်မှုပြီးတော့သူ့ရဲ့ဗန္နာရေးဆိုင်ရာကြောထောက်နောက်ခံချက်ကြောင့် Elon Musk အပေါ်ဖြတ်ကျော်သွားနိုင်ဖို့အစိုးရအရာရှိတွေအတွက်အခက်အခဲတွေ တွေ့နေကြပါတယ် စည်းအဝေးအပြီးမှာတော့မာ့ခ်စ်ရဲ့ပြင်းထန်သောခြေလှမ်းဗျူဟာကိုပြစ်တင်ရှုတ်ချတဲ့အယိုးကောင်းတက်ထားတဲ့ဒုံမဟုတ်ဘူးဆိုကာအနာဂတ်ဖြတ်တောက်မှုများပြုလုပ်သွားမယ်လို့ထရမ့်ကပြောခဲ့ပါတယ်။နောက်ပိုင်းနေအီလွန်မတ်စ်ကဒီအစည်းအဝေးဟာအကျိုးများစွာဖြစ်ထွန်းစေခဲ့သည်ဟုခေါ်ဆိုခဲ့တော်လဲအခမ်းအတွဲ၌သူ၏စိတ်ပြတ်သွားခဲ့မှုကိုပေါ်လွင်စေခဲ့ပါတယ်။အုတ်ချုပ်ရေးအဖွဲ့ရဲ့ကုန်ကြစည်ထိတ်ထိတ်ချုပ်ရေးတိုးပန်းမှုသည် ပြီးဆုံးရန်အများကြီးကြံနေသေးပြီးတော့ Trump ကမြင်ယောင်ဆွဲနေတော့လေ Elon Musk အနေနဲ့တိတ်တဆိတ်နှုတ်ပြန်ဆုံးရန်မဖြစ်နိုင်ပါ အခုမေးခွန်းမှာမတရားသောအပြစ်အခက်ရစဲရေးကို ထိန်းထားနိုင်မလားဒါမှမဟုတ်နောက်ထပ်ဝင်ကြီးအဖွဲ့ထိတ်တိုက်ဆွေးနွေးမှုတွေကြီးလာအောင်မလားဆိုတဲ့မေးခွန်းတွေဖြစ်လာပါတယ်အဲ့ဒီနောက်မှာ Trump ကသတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အခါမှာတော့ အဲ့ဒီအစည်းအဝေးဟာအတိုက်အခိုက်မရှိပါဘူးကျွန်တော်အဲ့ဒီမှာရှိနေပါတယ်အီလွန်နဲ့မာကိုတို့ဟာတင့်မြတ်ကြပြီးနှစ်ယောက်စလုံးဟာကျွန်တော်အလွန်အားကိုးရတဲ့သူတွေဖြစ်ကြောင်းပြောကြလိုက်ပါတယ်မာကိုရူဘီဟိုဟာဆိုရင်တော့အီလွန်မတ်စ်နဲ့သူ့ရဲ့အဖွဲ့ဒိုးရှေလှုပ်ဆောင်ချက်တွေအပေါ်မကြိုက်မကြိုက်နှစ်သက်ခဲ့တာအတော်ကြာနေပြီဖြစ်ပြီးအညိုးအတေးမှတ်ထားကြောင်းမီဒီယာတွေကကောက်ချက်ချပြီးအခုသူရဲ့ယုံကပိုနေတဲ့ဝန်ထမ်းတွေကိုအလုတ်ဖြုတ်ဖို့ ဂျော့ချ်အဖွဲ့ကပြောဆိုလိုက်တဲ့အခါမှာတော့ရန်ပုံမိကြဖြစ်သွားပြီးစကလုံးများဖြင့်ပေါက်ကွဲခဲ့တာပါ Elon Musk ကတော့ Rubio ဟာ TV ဖန်သားပြင်ပေါ်မှာအလွန်စကားကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီးအလုပ်လုပ်ကံရမှာတော့ဘာမှအသုံးကျတဲ့သူမဟုတ်ကြောင်းပြောကြားသွားတယ်လို့ The New York Times ကပြောသွားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်း America ရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့ပါပါ so please take care of yourself and each other bye bye